လီဗာပူးအသင်းအားတောင်ပိုင်းကစားသမားဆာလတ်ကိုစာချုပ်တဲ့ချုပ်ဆိုဖို့နှိစက်နေပြီးကာလာရှိထွက်ပေါ်နေတဲ့ထင်ကြီးတွေကိုအဆုံးသတ်တော်မှာဖြစ်ပါတယ်။လီဗာပူးအသင်းနဲ့ဆာလတ်တို့ရဲ့စာချုပ်တဲ့အတွက်ဆွေးနွေးမှုတွေဟာနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီးကစားသမားဟာစာချုပ်ပေါ်မှာလက်မှတ်ရေးထိုးဖို့အဆင့်တင်ဖြစ်နေတာပါ။အဲဒါကြောင့်စာချုပ်တဲ့အတွက်သဘောတူညီမှုမကြမီပြီးမြောက်မယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဆာလတ်ရဲ့လက်ရှိစာချုပ်ဟာဒီအာဒီကုမ္ပဏီကုံဆုံးမှာဖြစ်ပြီး ်ဆော်ဒီကလပ်တွေကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးမရေမရာဖြစ်နေကြတာပါဒါပေမဲ့စားကြုပ်တဲ့အတွက်ဆွေးနွေးမှုတွေကတိုးတက်ခဲ့တာကြောင့်ဆာလတ်ဟာလီဗာပူးတင်းနဲ့အတူပရီးမီးယားလိမှာဆက်ရှိဖို့နှိစက်နေတာဖြစ်ပါတယ်လီဗာပူးတင်းကိုရောက်ရှိလာခဲ့တဲ့2019ခုနှစ်နွေရာသီကတည်းကအဓိကကစားသမားဖြစ်ခဲ့တဲ့ဆာလတ်ဟာဒီယာဒီမာအသင်းအတွက်ပြိုင်ပွဲစုံ32ဂိုးသွင်းယူထားပြီးပရီးမီးယားလိထိဆုံးနေရာမှာယက်တီနိုင်အောင်ဆွမ်းဆောင်ပေးထားတာပါလီဗာပူးအသင်းအားဆာလတ်အပြင်တရားသည့်အကုန်မှာစာချုပ်ကုံဆုံးမဲ့အသင်းကောင်းဆောင်ဖန်ဒိုက်ကိုလည်းစာချုပ်တဲ့ချုပ်ဆိုနိုင်ဖို့လှုံ့ဆော်နေတာဖြစ်ပါတယ် ဖန်နက်ကစာချုပ်တဲ့အတွက်တိုးတက်မှုတွေရှိနေပြီးသူဟာလီဗာပူးတင်းကိုချစ်တယ်လို့ပရိသတ်တွေကလည်းချစ်တယ်လို့ပြောထားတာပါလီဗာပူးတင်ဟာဆာလတ်နဲ့ဗန်ဒိုက်စာချုပ်တဲ့ချုပ်ဆိုဖို့နှိစက်နေပေမဲ့အကယ်ဒမီထွက်အာနိုကတော့စာချုပ်ကုံဆုံးမဲ့ဒီယာဒီအကုံမှာရီယယ်အသင်းထံပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိထားတာပါပရီးမီးယားလိအမှတ်ပေးစရာကိုစက်တမတ်အတာနဲ့ဥဆောင်နေတဲ့လီဗာပူးတင်ဟာ AP 73ရဲ့မှာလိပွဲစဉ်အဖြစ်ဝက်ဆမ်အသင်းနဲ့အင်ဂွင်းရှင်ပြိုင်ရမှာဖြစ်ပါတယ်